ကြားခဲ့တယ်ပေါ့ဗျာဒီဘက်မှာဆွေးနွေးပါဆွေးနွေးချက်တွေလည်းကြားရတယ်ပေါ့နော်ဟုတ်ကဲ့ဒီပွဲလေးကတော့ဘာဖြစ်ပြောကျွန်တော်နားလည်တာကတော့ဒီတိုင်းပြည်ပြည်မှာဘာသာလူနည်းစုဘာသာတစ်ခုကိုကိုယ်လိုက်တယ်ဒီနိုင်ငံသားမဖြစ်ဘူးဖြစ်တယ်ဆိုခွဲခြားလို့မရအောင်ဗျာနောက်တစ်ခုကမတူညီတဲ့အမြင်တွေမတူညီတဲ့ကွဲပြားခြားနားမှုတွေ နားလေလက်ခံနိုင်မှသာလေဒီမိုကရက်တစ်ကန်ထရီတစ်ခုတောင်းနိုင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဘက်တက်လာနိုင်ငံရေးသမားတယောက်အနေနဲ့လည်းကျွန်တော်တက်လာဖြစ်တယ်အစ္စလမ်ဘာသာဝင်တယောက်အနေနဲ့တက်လာဖြစ်တယ်အဲ့တော့အစ္စလမ်ဘာသာဝင်ဒီဟာအစင်ဆက်ပြီးတော့နေခဲ့တယ်ထိုင်ခဲ့တယ်မြန်မာဒီရဲ့တမိုင်းအစင်အောင်ပြန်ကြည့်ပါဘလို့မှထောက်ဖြစ်လို့လည်းမရအောင်ဒါအထင်ရှားရှိခဲ့ပြီကမြန်မာတမိုင်းအစင်အောင်အစ္စလမ်ဘာသာဝင်ဒီပေါဝင်ခဲ့မှုချူပန်ခဲ့မှုဆောင်ရွက်ခဲ့မှုနောက်တစ်ခုကအများနဲ့တအားဆရာဖြစ်မှုဒါအခုလုံးထင်ရှားရှိတယ် တော့ဒီကဒီကမှာအစ္စတန်ဘာလဝင်းနေပဲကိုတိုက်တွန်းချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအများနဲ့တမဆောင်တဲ့ပြဿနာနေထိုင်နိုင်ရေးကိုအစ္စတန်ဘာလဝင်းနေနဲ့ကိုယ်တည်းကအမားကြီးရှိခဲ့ရင်ပြင်ပြီးတော့မှကျွန်တော်တို့ကြိုးပမ်းပြီးဆောင်ရွက်သွားစေချင်တယ်။တစ်ဖက်ကလည်းအစ္စလမ်ဘာသာကိုဖြစ်တယ်ဆိုတာနဲ့နှိမ့်နေဟာမျိုးကျွန်တော်တို့ဘယ်ခေဘယ်စနစ်မှာမှလက်မခံနိုင်ဘူး။အရင်လည်းလက်မခံဘူးအခုလည်းလက်မခံဘူး။နောက်လည်းလက်မခံဘူးဆိုတာအတိအကျကျွန်တော်ပြောချင်တယ်။ဒါအစ္စလမ်ဘာသာဝင်ဖြစ်တာနဲ့ကျွန်တော်တို့ခွဲခြားဆန္ဒမျိုးဟိုကျွန်တော်တို့နေရာမပေးတာမျိုးအရေးချင်းရှိပါရင်လည်းပြစ်ပယ်တာမျိုးလက်ခံမှာမဟုတ်ဘူး။ ါရှင်းရှင်းပဲအဲ့တော့ Eastern Bazaar ဝင်တွေကိုတခုတည်းပြေးကျင်တာကပါတော့2014ခုနှစ်ကျွန်တော်တကောင်ဆင်းကောက်ပါလိမ့်မယ်တကောင်ဆင်းကောက်တဲ့ခါမှာအစင်းဆက်နေထိုင်ခဲ့တဲ့ပတ်မှုတွေမရခဲ့တဲ့ပြဿနာမျိုးတွေထပ်ကြုံရပါလိမ့်မယ်အဲ့တော့2014ခုနှစ်တွေဒီတကောင်ဆင်းကောက်တဲ့ခါမှာကျွန်တော်တို့ဟာမြန်မာပြည်ဝ Eastern Bazaar ဝင်တွေဖြစ်တယ်မြန်မာနိုင်ငံသားတွေဖြစ်တယ်ဆိုတော့ပြည်ပြင်ပြသဖို့လိုပါလိမ့်မယ်အဲ့ပြကျွန်တော်ဒီ site ပြစီကိုလုပ်တင်ပြီးတော့ညင်ပါတယ်ဟုတ်ကဲ့ရပါတော့